ယနေ့မြန်မာစံတော်ချိန်ဂါနာရီခွဲချိန်တိုင်းထွာချက်များအရာကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနေယင်းနှစ်ဆက်ဆက်လက်ရှိသောမလက်ကရေလက်ချအနီးတွင်ဖြစ်ပေါ်နေသောလေပြင်းအားနေရဝန် low pressure area တွင်ဆက်လက်တည်ရှိနေပါသည် အဆိုပါလေဖိအားနဲ့ရဝွန်ဒီအနောက်အနောက်ညောက်ဘက်တို့ရွေ့လျနိုင်ပြီး24ရက်စစ်တလ2025ရက်နေ့တွင်ပိုမိုအားကောင်းလာကဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌မုန်တိုင်းကဲ depression အဖြစ်သို့ရောက်ရှိနိုင်တယ်ဟုခန့်မှန်းရပါသည်ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အရှေ့အလဲပိုင်းတို့တွင်တိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ကြံဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အထင်အထင်မှတိမ်ထူထပ်နေပါသည်ကချင်ပြည်နယ်တွင်နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်တနင်္သာရီဆိုင်ဒေသကြီးတို့တွင်နေရာကွက်ကြားမိုးထီချုံရွာမီရွာရန်ရနုံရှိစေထပါသည်နေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ညင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အများအပြင်းတားရပြီးကြံတိုင်းဒေသကြီးညင့်ပြည်နယ်တို့တွင်တင့်အသင့်အသင့်ထစ်ထုံးမီမြမပင်လည်းပင် မြေဝကျွန်းပေါ်မုတ်တမကွေမွန်တနင်္သာရီကံညိုဒန်းတချောင်းနှင့်ကမ်းလွန်ပင်လယ်ပင်တို့တွင်တခါတရံမောတလေပင်ညကြရောက်ပြီးလှိုင်းကြီးနိုင်ပါသည်မောတလေပင်ကျစဉ်ရေပင်မီပင်လေထိတနာလီရှိမိုင်ထုံးစစ်အထိတိုက်ခတ်နိုင်ပါသည်လှိုင်းအမြင့်မှာမြေဝကျွန်းပေါ်မုတ်တမကွေမွန်တနင်္သာရီကံညိုဒန်းတချောင်းနှင့်ကမ်းလွန်ပင်လယ်ပင်တို့တွင်ရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါသည်ကျန်းမြမပင်လယ်ပင်တွင်လှိုင်းအသင့်အသင်ရှိမည် လိုင်းအမြင့်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပင်တို့တွင်6ပေမှ10ပေခန့်ရှိနိုင်ပါသည်။နောက်နရက်အသွက်ခံပန်းချက်နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်ညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါပြီ။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်အများအားဖြင့်တာယာမီ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်အများအားဖြင့်တာယာမီမန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်အများအားဖြင့်တာယာမီ